ိုင်းနိုင်ငံဘူရီရမ်ခရိုင်မှာအိမ်သာဆေးရည်ကိုအချိုရည်ဘူးလို့ထင်ပြီးတော့မှားတောက်မိတဲ့အတွက်အသက်40နှစ်အရွယ်အမျိုးသားတစ်ယောက်သေဆုံးသွားခဲ့ပါတယ်။ဆေးရုံမှာသွားပြီးတော့ပြခဲ့ပြီးမယ်ဒီဆေးရုံကအပေါ်ယံကုသမှုပဲလုပ်ပေးခဲ့ပြီးတော့အိမ်ပြန်ခွင့်ပြုခဲ့ရမှာ ိမ်ပြန်ရောက်ပြီးတော့나이အနှဲငယ်အကြာလောက်မှာပဲတေဆုံးသွားခဲ့တာလို့ဆိုပါရယ်တေဆုံးသွားတဲ့သူရဲ့မိသားစုကတော့ဆေးရုံရဲ့ကုသမှုနဲ့ပတ်သက်ပြီးတော့မေခွန်းထုတ်နေကြပါရယ်ဒီဖြစ်ရက်ကတော့ပြီးခဲ့တဲ့ဒီတနင်္လာနေ့ကဖြစ်ပွားခဲ့တာပါအရက်ကိုအလွန်ကျွန်တောက်ထားတဲ့အဲ့ဒီလူကရေတောက်ချင်လို့ဆိုပြီးတော့အစိမ်းရောင်အရေထည့်ထားတဲ့တလီတာဝင်ဘူးထဲကအရေတွေကိုယူပြီးတော့တောက်ခဲ့တာဖြစ်ပါတယ်ဓာတ်ပုံတွေအရာဒီအဲ့ဒီဆေးရည်ပလင်းဟာ ဆိုလို့ရှိရင်ဒီ green ဆိုတာပေါ့လေကျွန်တော်တို့ဒီမြင်ဘူးမှာပါအစိမ်းရောင် ဖြောရည်လေးเนาะဒီ green ဆိုတာအယောင်နဲ့တူနေပါတယ်။ဒါပေမဲ့အဲ့ဒီပလင်းထဲမှာ ရှိနေတာကအိမ်သာဆေးရည်တွေပဲဖြစ်ပါတယ်။အိမ်သာဆေးရည်ဖြစ်နေမှန်းအဲတိတာနဲ့ဒီမိသားစုဝင်တွေကချက်ချင်းသူ့ကိုဆေးရုံကိုအပြေးလွာပို့ခဲ့ကြပါတယ်။ဒါပေမဲ့ဆေးရုံကဆရာဝန်တွေကလူနာကိုအဲစစ်ဆေးပြီးတဲ့နောက်ဆေးညှုံးပေးပြီးတော့ချက်ချင်းပဲအိမ်ပြန်ခွင့်ပြုခဲ့ပါတယ်။စေယုံကနေပြန်လာပြီး9နာရီလောက်အကြာမှာအဲ့ဒီလူဟာအိမ်မှာပဲတတိလိမိမျော ော့တွားခဲ့ရပါတယ်။အရေးပေါ်ဝန်ဆောင်မှုတွေကိုခေါ်ယူခဲ့ပေမဲ့အသက်ပြန်ရှင်အောင်တော့မကယ်နိုင်ခဲ့ပဲကွယ်လွန်သွားခဲ့ရပါတယ်။ လူနာကိုဆေးရုံမှာစောင့်ကြည့်မထားပဲဘာလို့အိမ်ပြန်ခိုင်းတာလဲဆိုတာကိုတော့လူနာကိုစစ်ဆေးတဲ့ဆရာဝန်တွေကိုမေးတဲ့အခါမှာဒီလိုလူနာမျိုးမှာချက်ချင်းပြင်းထန်တဲ့ယောဂလက္ခဏာမပြရင်ဆေးရုံကဆင်းခွင့်ပေးလိရှိတယ်လို့ဖြေရှင်းပါတယ်။ဘူရီရန်ပြည်နယ်ကျန်းမာရေးရုံးကဒေါက်တာဖိချက်ဖုတ်ခွန်ထိုးကလည်းဒီအိမ်သာဆေးရည်လို့ဓာတုပစ္စည်းတွေကိုတောက်သုံးမိတဲ့အခါမှာဘိုက်ကိုဆေးထုတ်တာမျိုးပေါ့လေဆိုလိုချင်တာဦးဆေးတဲ့ပုံစံမျိုး မျိုးဒီ bike ကိုတစ်ခုလုံးအဆေးလိုက်တာမျိုးကိုလောက်တာဟာအမြဲတမ်းမတင့်တော်ဘူးလို့ရှင်းပြပါတယ်။ကျန်းမာရေးအဖွဲ့တွေကတော့ဒီအန္တရာယ်ရှိတဲ့ဓာတုပစ္စည်းတွေကိုဘေးကင်းတဲ့နေရာမျိုးမှာထားဖို့အညွှန်းစာသားကို ရှင်းရှင်းလင်းလင်းကတ်ထားဖို့နဲ့အချိုရည်ပလင်းဒါမှမဟုတ် တခြားစားစရာထည့်တဲ့ဘူးတွေအခွက်တွေထဲမှာ မထည့်ထားကြဖို့ကိုလည်းတတိပေးထားပါတယ်။